ခရင်သားအားလုံးမင်္ဂလာပါဒီနေ့မှာတော့ Dutch ဆမီပွဲတွေဘယ်ချိန်မှာဘလို့ဖြေရမလဲနိုင်ငံသားရှောက်ဖို့ပြရရှောက်ဖို့အတွက်ဘလို့အစဉ်ဆမီပွဲတွေဖြေဖို့လိုလဲဆိုတော့မိကွန်လေးကိုဖြေပေးချင်ပါတယ်အဲ့ခါကျတော့ဘယ်ဆမီပွဲတွေကိုဖြေရမလဲဆိုတာဒီကိုရဲ့ visa type ပေါ်မှာမူတည်ပါတယ်ကိုဒီဘလို့ visa မျိုးစားနဲ့လာတာလဲကိုဒီ asylum အနေနဲ့လာတာလား partner အနေနဲ့လာတာလား partner မမ ဒီ Dutch ရဲ့ partner လားဒါမှမဟုတ်ရင်တခြား EU နိုင်ငံသားရဲ့ partner လားဒါမှမဟုတ်ရင် highly skilled migrant ရဲ့เนาะအိမ်နောက်ဘက်အနေနဲ့လာသလားဆိုတဲ့ပုံမှာမူတည်ပြီးတော့ exam level တွေ꿰ပြပါတယ်နောက်ဖြေဖို့ရမယ်သူ မဖြေလဲရတယ်ကိုဖြေခြင်းလဲဖြေပေါ့เนาะအလိုအမျိုးစားတွေ꿰ပြပါပါတယ်အဲ့တော့ဒီနေ့မှာတော့ Dutch partner အနေနဲ့လာတဲ့သူရဲ့ assignment အနေနဲ့လာတဲ့သူတွေရဲ့အတွက်ပြပြပေးချင်ပါတယ်။သူတို့ဒီခုနပြောတဲ့အမျိုးအစား visa မျိုးစားကန်ထောင်ထားတဲ့လူနှစ်မျိုးလုံးဒီစာမေးပွဲဖြေကိုဖြေရမယ်သူတွေမှာပါပါတယ် Dutch စာမေးပွဲဖြေရမယ်အဲ့တော့သူတို့ဒီဘယ်ချိန်မှာရောက်လဲဆိုတဲ့ပုံမှန်လေးမူတည်ပါတယ်ဘယ်ချိန်မှာရောက်လဲဆိုတာဒီနိုင်ငံကိုအထူးသဖြင့် asylum နေဆိုရင်ဒီနိုင်ငံကိုရောက်တာနဲ့သူတို့ကနေထိုင်ခွင့်ရတာမှမဟုတ်တာเนาะအဲ့တော့ဟိုရောက်တဲ့အချိန်ဆိုတာထက် နေထိုင်ခွင့်ရပြီတော့သူတို့နေထိုင်ခွင့်ပေးလိုက်ပြီနေထိုင်ခွင့်ရပြီနောက်ပိုင်းသူတို့ဒီနိုင်ငံမှာနေမယ်ဆိုရင်ဒီနိုင်ငံနဲ့ဆက်ဆက်တဲ့အရာတွေကို integrate လုပ်ရပါမယ်ဆိုပြီးတော့ invitation ပေါ့နော်ဖိတ်စာ ပို့ပါတယ်အဲ့တော့ partner visa အနေနဲ့လာတဲ့သူတွေဆိုလို့ရှိရင်လည်းသူတို့ဒီကိုဖိတ်စာပို့ပါတယ်အဲ့တော့အဲ့ဒီဖိတ်စာပို့တဲ့ date တီအဲ့ဒီမှာပါတဲ့ date တီ January 2022အရှေ့ပိုင်းလားနောက်ပိုင်းလားဆိုတဲ့ပုံမှာမူတည်ပြီးတော့ level ကွဲပါတဲ့အတော့အဲ့ဒီ date ဒီ January 2022အရှေ့ပိုင်းဆိုလို့ရှိရင် A2 level ဖြစ်ပြီးတော့ January 2022အနောက်ပိုင်းဆိုလို့ရှိရင် B1 level ဖြစ်ပါတယ် Asylum ဒီအနေနဲ့ကကြတော့သူရဲ့သဆိုင်ရာဒီ COA တို့ဘာတို့ကကိုယ့်ရဲ့ case ကိုခြိုင်တဲ့သူတွေကသူတို့ကိုဒီ instruction ပေးရပါတော့လမ်းကြောင်းပေးပါမယ်အဲ့တော့သူတို့ ਨੇ ဆွေးနွေးပြီးတော့ ဒါအလုပ်ဆက်လုပ်ရတယ်ပေါ့နော်ဒါပေမဲ့ partner visa နဲ့လာတဲ့သူတွေဆိုလို့ရှိရင်တော့ခုနပြောတဲ့ဒီကိုစီကိုစာဖိတ်စာရောက်တယ်ပေါ့နော် invitation letter ရောက်တယ်ဒီဇာမွေးပွဲကိုတင်ပြီးဖြေရမယ်အဲ့ဒါကြောင့်မလို့ဒီသက်ဆိုင်ရာ municipal နဲ့ appointment ပြုလုပ်ပေါ့နော်ချိန်ဆက်ပါဆိုပြီးတော့သူတို့စာပို့တဲ့အချိန်မှာကိုကဒီ municipal ရာသူတွေနဲ့ချိန်ဆက်ရပါတယ်အဲ့ဒါကြာလို့ရှိရင်တို့တို့ဒီဆံမေးပွဲတစ်ခုဖြေခိုင်းပါတယ်အဲ့ဒီဆံမေးပွဲဒီ NQ text ပေါ့နော် NQ ကကြာတော့သူက လိုမျိုးလဲဆိုလို့ရှိရင် သူဒီဒီစမေးပွဲကို ဖြေနိုင်ခြင်းအောင်နိုင်ခြင်းရှိတဲ့သူလားဆိုတာကိုမေးတဲ့စမေးပွဲဖြစ်ပါတယ်စမေးပွဲမအောင်ဘူးဆိုလို့ရှိရင် သူဒီစမေးပွဲဖြေရမယ့်သူစီရင်ထဲမှာမပါဘူးဒါပေမဲ့သင်တန်းတက်ရမယ့်သူစီရင်ထဲမှာပါတယ်ပေါ့နော်အဲ့တော့လမ်းကြောင်းကဒီ officially ကတော့၃ခုရှိရပေါ့နော်ပထမတစ်ခုကအဒီ B1 စမေးပွဲဖြေရမယ့်အုပ်စုဒုတိယတစ်ခုကတော့ ်ဖြည့်ဆိုနိုင်မဲ့အခြေအနေမရှိတဲ့အတွက်တင်းနှံတက်ရမယ်အုပ်စုနောက်ဆုံးတစ်ခုကကြတော့ဒီမှာသူက MBO ရော HBO ရောဆိုရဲဒီ Dutch ပေါ့နော်ကျောင်းနေရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီကျောင်းနေမှာ Dutch လို့သင်တဲ့ကျောင်းနေမှာကျောင်းတက်တဲ့သူဆိုလို့ရှင်ရယ်သူတို့ဒီဟောသူရဲ့ education မှာကိုက Dutch လို့သင်ထားပြီးသားဖြစ်တဲ့အတွက်သူတို့ဒီဖြည့်စရာမလိုပေါ့နော်အဲ့ဒါတော့လူငယ်တွေများတာပေါ့နော်အဲ့တော့ခုန B1 ဖြည့်ဖို့ဖြည့်ရမယ့်သူတွေဆိုလို့ရှင်ရယ် ဇမီပွဲလေးအဒီ IQ test လေးပြီးပြီးဆိုရင်သူ့ဘော municipal ကအဒီသူ့ရဲ့ case ကိုကိုင်းတဲ့သူကထပ်ပြီးတော့တွေ့ပါတယ်တွေ့ပြီးတော့အဲ့ဒီသူနဲ့တွေ့တဲ့နေရာနေစပြီးတော့၃နှစ်အတွင်းမှာ B1 စာမေးပွဲဖြေရပါတယ်အဲ့တော့ B1 စာမေးပွဲဒီဒီ Dutch ဘာသာစကားအရေးချင်းစစ်ဒီ force case ပေါ့နော်အရေးအဖက်အပြောနားထောင်ရေးအဖက်အပြောနားထောင်ဟုတ်တယ်အဲ့ဒီ၄ခုဖြေရတယ်ပြီးရင် နောက်ထပ် KNM လို့ခေါ်ရဲပေါ့နော် Dutch Society နဲ့ပတ်သက်တဲ့ဆံမီပွဲဖြစ်ပါတယ်အဲ့ဒါကကြတော့ထပါတော့ကိုဒီမှာနေရင်တည်တင်တည်ထိုက်တဲ့အချက်တွေဒီနိုင်ငံရဲ့တမိုင်းကြောင်းနေပထဝီဝင်အနေအထားတွေအစရှိသဖြင့်ပေါ့နော်အလိုဟာလေးတွေကိုဖြေရတာပေါ့နော်အလိုဟာလေးတော့မဟုတ်ဘူးအလိုဟာကြီးပေါ့နော်ဘာလို့ဆိုသူလက်ခတ်တဲ့ထင်မှာပါတယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေကိုဖြေရပါတယ်နောက်တစ်ခုကကြတော့ကယ်ရီဆံမီပွဲမအောင်ဘူးဆိုလို့ရှိရင် အဲ့၃နှစ်တင်မအောင်ဆိုလို့ရှိရင်ဒန်ကြီးပေးရပါတယ်။ဒါဆံမွေးပွဲဘယ်နှခုမအောင်သေးဘူးလဲခုနဖျက်ရမယ်၅ခုအဲ့၅ခုမှဘယ်နှခုမအောင်ဘူးလဲအဲ့ဆိုရင်ကြားတဲ့အရေးအတွက်ပုံမှန်မူတည်သလိုခါတရံကြားလို့ရှိရင်ကိုသည်ဒီ၃နှစ်တည်းမှာဆံမိုးပဲဘယ်နှကြိမ်ဖြေးထားလဲဆိုတဲ့ပုံမှန်မူတည်တယ်။ဘာလို့လဲဆိုတော့ခတိကြရင်တချို့ကလုံးဝဆံမိုးပွဲကိုမဖြေးထားဘူး။အဲဒါဆိုရင်သူတည်စူးစမ်းထားတာကိုမရှိဘူးလို့သူတို့မှတ်ယူတဲ့အတွက်ဒန်ဂျီကပို့ပြီးတော့မြင့်တက်ပါတယ်။ ချို့ကြတော့ဖြေးတယ်ဖြေးရသားနဲ့ကိုမအောင်တာပေါ့เนาะအဲ့ဒါဆိုလို့ရှိရင်အော်ဒါသူဒီဘာဖြစ်ဖြစ်စူးစားတယ်သူအလုပ်တော့လုပ်နေရပေါ့เนาะအဲ့ဒါဆိုရင်ဒန်ကြီးကနေတတ်တယ်ပေါ့เนาะအဲ့တော့ကိုရဲ့စူးစားအထုံမှုပေါ့မှာမူတည်တယ်နောက်တစ်ခုကကြတော့အကယ်၍အလိုမအောင်ဆိုရင် သူတို့ဒီထပ်ပြီးတော့ကာလာတစ်ခုထပ်တိုးပေးတယ်ပေါ့เนาะအဲ့ကာလာအတွင်းမှာအဲ့နှစ်နှစ်ဖြစ်ခြင်းလည်းဖြစ်မယ်တစ်နှစ်ဖြစ်ခြင်းဖြစ်မယ်6လဖြစ်ခြင်းဖြစ်မယ်အဲ့တော့အဲ့ဒီကာလာအတွင်းမှာ အောင်အောင်ထပ်ပြီးတော့ဖြေရတယ်အဲ့ဒီအတွင်းမှာမှထပ်ပြီးတော့မအောင်သေးဘူးဆိုလို့ရှိရင်နောက်ထပ်ထပ်ပြီးတော့တိုးတယ်ဒန်ကြီးကလည်းထပ်ပြီးတော့ပို့ပြီးတော့ညင်လာတယ်ပေါ့နော်အရင်ပထမတစ်ခေါက်ပေးရတဲ့ဒန်ကြီးထက်ဒုတိယတစ်ခေါက်ကပို့ပြီးတော့ညာလာတယ်ပေါ့နော်ဖြေဖို့အများကြီးကြံနေဆိုရင်နှစ်နှစ်ထိတတန်းတိုးပြီးတော့ပေါ့နော်တစ်ခုလောက်ပဲကြံနေဆိုရင်တော့6လတစ်နှစ်ပေါ့နော်အဲ့တော့အဲ့ဒါဒီစံမွေးဖြေရတဲ့သူပေါ့ဒါပေမဲ့အဲ့ဒီစံမွေးပွဲတွေအပြင်ခုနဒီတင်းနန်းတက်တဲ့သူပဲဖြစ်ဖြစ် ဇမ္မပွဲထဲမှာဖြေရမဲ့သူတွေမှာပါတဲ့သူပဲဖြစ်ဖြစ်နောက်ထပ် workshop တွေတက်ရပါသေးတယ်။အဲ့ဒါဘာတွေလဲဆိုရင်ဒီနိုင်ငံမှာနေရင်အလုပ်တွေဘယ်လိုရှားမလဲ။ဒီနိုင်ငံရဲ့ working culture ကဘယ်လိုရှိတယ်လဲ။အဲ့လိုဟာလေးတွေကိုသင်တန်းတက်ရတာရှိတယ်။ဇမ္မပွဲဖြေရတာရှိတယ်။အဲ့ဒါကိုပေါ်မှာမူတည်တယ်။ကြွေအဆိုင်လမ်းမနေနဲ့လာတဲ့သူတွေဆိုရင်လည်းဒီလျှောက်ထားစဉ်ကာလအဒီ camp တွေမှာနေစဉ်ကာလကလေးကကိုတီဒီ volunteer လုပ်ခဲ့တဲ့အဲ့လိုမျိုးလေးလုပ်ခဲ့တဲ့ဆိုလို့ရှိရင်အဒီနိုင်တွေကိုသူတို့ထက်တွက်ပေးတယ်ပေါ့နော်။အဲ့တော့ အဲ့ဒီဟာတွေကတော့ကိုချင်းဒီပုံမှာမူတည်တယ်ဒါပေမဲ့ခုနပြောတဲ့ဇမိပွဲငါးခုကတော့လူတိုင်းလူတိုင်းဆိုတာဒီဖြည့်ရမယ့်လူတွေမှာပါတဲ့သူတိုင်းဖြည့်ကို ဖြည့်ရပါတယ်ဇမိပွဲဖြည့်ရမယ့်လူ list ထဲမှာမပါဘူး IQ tax မှာကျသွားတဲ့သူတွေသည်အောင်ရင်ဇမိပွဲဖြည့်ရမယ်မအောင်ရင်တင်တန်းနိုင်ရှေ့အပြောင်းတက်ရမယ်ဆိုတော့တင်တန်းမဲ့တက်မယ်ဆိုပြီးတချို့ကရွေးချင်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါဒီလေကုန်ကြစရိတ်အရန်များပါတယ်ဘာလို့လဲဆိုတော့ နိုင်ရှေ့ရပြောင်းတင်နှန်းတက်ရတယ်ဆိုတာကစရိတ်အများကြီးပေးရတယ်ပေါ့နော် နောက်တစ်ခုကဒီမှာအဆဆရရစီကြီးကဖြစ်တဲ့အတွက်ပတ်စံနေအများကြီးကုန်တယ်ပြီးရင်လည်းဒီဈေးတက်တာတဲ့တင်နှန်းကိုကြိုက်တဲ့တင်နှန်းတက်လိုက်မယ်ဆိုပြီးလုံလို့မရဘူးပေါ့နော်သူတို့ပညာရေးဌာနကအတိမပြုထားတဲ့တင်နှန်းဖြစ်ဖို့လိုတော့ပေါ့နော်အဲ့ဒီတော့ကိုကတင်နှန်းပဲတက်မယ်ဆိုတဲ့လမ်းကြောင်းနဲ့ရွေးချယ်ခဲ့တဲ့သူပေါ့နော်အဲ့ဒီထဲမှာရောက်သွားတဲ့သူဆိုလို့ရှိရင်နိုင်ရှေ့ရပြည့်တဲ့ တင်တန်းစဉ်လက်မှတ်ကိုစမေပွဲဖြေတဲ့သူတွေနဲ့အတူတူပဲ၃နှစ်အတွင်းမှာသူလည်းပြဖို့လိုပါတယ်။နိုင်ရှိရမပြင်းရင်သူလည်းတန်းကြီးအတက်ခံရပါတယ်။နောက်တစ်ခုဆိုတဲ့တစ်ချက်ကဘာလဲဆိုလို့ရှိရင်သူကနိုင်ငံသားလျှောက်ခွင့်မရှိပါဘူး။စမေပွဲဖြေတဲ့သူတွေပဲနိုင်ငံသားလျှောက်လို့ရပြီးတော့ဇက်ရူတ်အောက်မှာရောက်တဲ့သူကလျှောက်လို့မရဘူးဖြစ်ပါတယ်။ အဲ့တော့ဒီမှာပြောခဲ့တဲ့ဒဏ်ကြီးဆောင်ရရဲပါတယ်ဆိုတဲ့ဟာတွေကပါတနာဗီဇာနဲ့လာတဲ့သူတွေအတွက်တာလင်းဖြစ်ပြီးတော့ asylum အနေနဲ့ကကြတော့ဒဏ်ကြီးတွေပြီးစရာမလိုပါဘူး။ဘုံဘွဲတွေလည်းဖြီးပြီးပြီးတက်ရမဲ့ workshop တွေလည်းတက်ပြီးပြီးဆိုလို့ရှိရင်၃ပြည့်ရင်ပေါ့နော်ကိုနိုင်ငံသားလျှောက်ချင်းစာပြီးတော့လျှောက်လို့ရပါတယ်။ရောက်ရောက်ချင်း၃နှစ်ကိုပြောတာတော့မဟုတ်ဘူးပေါ့နော်။အထူးသဖြင့် asylum တွေအတွက်ဆိုရင်နေထိုင်ခွင့်ရပြီ၃နှစ်ပေါ့နော်နေထိုင်ခွင့်ရပြီနောက်ပိုင်း၃နှစ်သမုပွဲတွေလည်းအောင်ပြီဆိုရင်သူတို့ ရှောက်ခြင်းရှောက်လို့ရတယ်ပေါ့နော်အဲ့တော့ပါတနာဗီဇာကနဲ့လာတဲ့သူတွေဆိုလို့ရှိရင်လည်း၃နှစ်ပြီးသွားရင်ရှောက်လို့ရတယ်ဆံမွေးတွေအောင်သွားရင်၃နှစ်ပြီးသွားရင်ရှောက်လို့ရတယ်အဲ့ခါကြလို့ရှိရင်ရှောက်တာလည်းရှောက်ပြီးချက်ချင်းရတာတော့မဟုတ်ပါဘူးဒီကဒီ municipality ပေါ်မှာမူတည်ပြီးတော့အချိန်ကတစ်နှစ်ထိကြာပါတယ်အဲ့တော့ကိုရဲ့နေတဲ့နေရာက မြို့လေးတွေဆိုလို့ရှိရင် municipality ကနည်းနည်းအလုပ် မြူကြီးတွေလောက်မများဘူးပေါ့เนาะအဲ့ဒါဆိုရင် process ကပို့ပြီးတော့မြန်တက်ပါတယ်မြူကြီးတွေမှာဆိုရင် process ကကြာပါတယ်အဲ့တော့အဲ့တနည်းအတွင်းမှာလည်းကိုကဒီနိုင်ငံမှာနေထိုင်ခွင့်ရနေတဲ့သူဖြစ်ရပါမယ်အဲ့တော့အဲ့ဒါတွေပြီးသွားပြီဆိုလို့ရှိရင်เนาะ citizen ရပြီပေါ့เนาะအဲ့တော့ဒါကတော့ဒီ visa မျိုးစားတွေနဲ့ဒီ citizen လျှောက်တဲ့ပုံစံဖြစ်ပါတယ်နောက်ရက်တွေမှာလည်းနောက်ထပ် visa အကြောင်းကိုထပ်ပြီးတော့ပြပြပေးပါမယ်အားလုံးဆင်ပြေပါစေဘိုင်ဘိုင်